မွန်ပြည်နယ်ဘီလင်းမြို့နယ်နှင်းပလဲနဲ့တောင်စွန်းဘူတာကြားရန်ကုန်မလမြန်ယထာလန်ကတတားတစင်မိုက်ခွဲခံရတာကြောင့်ယထာခီးစင်တွေရပ်နားထားတယ်လို့မွန်လမြန်ဘူတာကြီးစီကသိရပါဗယ်။မေလ6ရက်နေ့မနက်9နာရီဝန်းကျင်မှာရန်ကုန်မလမြန်ယထာလန်ဘိုင်းမှာရှိတဲ့အမှတ်65တတားမိုက်ခွဲခံရပြီးယထာလန်ပြည်စီသွားပါဗယ်။ ရထားလမ်းပေါ်ကတတားမိုင်းခွဲဖြက်စီးခံရတာကြောင့်မေလ6ရက်နေ့ကစပြီးမော်လမြိုင်ဘူဒါကြီးကထွက်တဲ့အမှတ်80နှစ်အဆုံးရထားနဲ့ရန်ကုန်ဘူဒါကြီးကထွက်တဲ့အမှတ်81အဆန်းရထားခရီးစဉ်တွေကိုယာယီဖျက်သိမ်းထားတယ်လို့မော်လမြိုင်ဘူဒါကြီးတာဝန်ရှိသူစီကသိရပါဗျ။လက်ရှိမှာမိုင်းခွဲဖြက်စီးခံရတဲ့ရထားလမ်းတစ်တောင်းကိုမြမမီးရထားကအမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်အောင်ကြိုးပမ်းနေပြီးရထားပုံမှန်ပြန်လည်ပြေးဆွမဲ့ရက်ကိုထုတ်ပြန်သွားမယ်လို့ပြောပါရယ်။ မော်လမြိုင်ဘူတာကြီးအနေနဲ့ခီးသွားတွေဝယ်ထားတဲ့ယထာလက်မှတ်တွေကိုငွေပြန်အမ်းပေးနေတယ်လို့ဆိုပါရယ်